အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုမစတင်ခင်မက်ဆီရိုရဲ့စိတ်ထဲကနေအသက်30ဆိုပြီးရေရွတ်ကြည့်လိုက်ပါအသက်30အဲ့ဒီကနေကိုစဉ်းစားလိုက်တဲ့အခါမက်ဆီရိုရဲ့ယင်ထဲမှာဘယ်လိုပုံရိပ်တွေပေါ်လာပါသလဲအသက်20ကျော်ရေတုံးကလို့လွတ်လပ်မှုရဲ့ခံစားချက်ကိုရရှိနေသေးလားဒါမှမဟုတ်ပခုံးပေါ်မှာမမြင်ရတဲ့ဝတ္ထုဝပေါ်ကြီးတစ်ခုကို တင်ထားရသလိုခန်းစားနေရပြီလားခန်းစားနေရပြီဆိုရင် ကျွန်တော်ဆက်လိုက်ပြီးပြပြပေးသွားမယ့်အရာတွေကိုတေချာလိုက်နားထောင်ပေးပါကျွန်တော်တို့အားလုံးဟာအသက်30ကျော်အရွယ်ကို ရောက်လာတဲ့အခါမှာဘဝရဲ့အဆင့်တစ်ခုကို ကုပြောင်းကြရပါတယ်အဲ့ဒီကုပြောင်းမှုက ရုပ်ရှင်တွေတဲကလိုလှပနေတာမဟုတ်ပဲတခါကလေးကြရင်ရှုပ်ထွေးလွန်းနဲ့ပင်မဲနွမ်းနဲ့လွန်းနဲ့လန်တလန်ဖြစ်နေတတ်ပါတယ် ဘာလို့လဲဆိုတော့အသက်30အရွယ်ဆိုတာလွတ်လပ်မှုရဲ့အဆုံးတန်းနဲ့တောင်ဝယူမှုရဲ့အစာဖြစ်နေလို့ပါပဲ။မက်ဆီတို့ကိုကျွန်တော်ဒီနေ့ပြပြပေးမယ့်အရာကအသက်30ကျော်လာတဲ့လူတိုင်းမှာရင်ဆိုင်လာရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေနဲ့အချိန်တည်းမှာပဲဘယ်လိုဖြစ်ရှိရမလဲဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကမိတ်ဆွေတို့ကိုပုံမိုပြီး အထောက်ကူပေးနိုင်ပါတယ်။ဒါဆိုရင် ကျွန်တော်တို့အားလုံးအတူတူခစားနေရတဲ့ဒီဘဝဆက်ခွန်အကြောင်းကို စတင်ကြည့်လိုက်ရအောင်မိဘတွေဟာအုံမင်းလာနေပါပြီကျွန်တော်တို့အများစုဟာအခုဆိုရင် အလောက်အကိုင်းစီးပွားရေးမှာ နေရာတစ်ခုရနေကြပြီဖြစ်ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်ရဲ့မိဘတွေဟာအရင်တော့လူငယ်တွေမဟုတ်တော့ဘူးဆိုတာကိုလက်ခံရမယ့်အချိန်ရောက်လာပါပြီ။ ျွန်တော်တို့မနက်ခင်းတိုင်းအလုပ်သွားဖို့ပြင်နေချိန်မှာအိမ်မှာကျမရေးသိမကောင်းတော့တဲ့မိဘတွေရဲ့အတန်ကိုကြားနေရတတ်ပါတယ်။အရင်တုန်းကကိုကိုပြုစုခဲ့တဲ့သူတွေရဲ့နေရာမှာအခုကိုကပြန်လဲပြုစုဆွဲချောက်တဲ့သူ ဖြစ်လာပါတယ်။ငွေကြေးထောက်ပံ့မှုစေယုံစေကံကိစ္စတွေတခါတလေဆိုရင်သူတို့ရဲ့အထူးကျဆမှုတွေကိုပါဖြည့်ပြောက်ပေးရတာမျိုးတွေရှိလာပါတယ်။အလုပ်ပင်မနေပြီမဲ့လဲ ကိုတက်နေသလားအဖော်ပြုတ်ပြဖို့လိုအပ်ပါတယ်ဒီတာဝန်ကဘာကိုပြနေသလဲဒီတာဝန်ဟာကျွန်တော်တို့ညှင်းပယ်လို့မရတဲ့တစ္ဆာတရားတစ်ခုပဲဖြစ်ပါတယ်ဒီတာဝန်ကိုဝန်ထုပ်ဝန်ပိုးရလို့မမြင်ပဲချစ်ချင်းမေတ္တာကိုအတုံးနဲ့ပြန်လည်ဆက်ခွင့်ရတယ်လို့မြင်ပေးပါတစ်ချိန်တည်းမှာပဲမိသားစုတစ်ခုမှာပိတ်တက်လိမ်မာတဲ့သူကသာပိုပင်ပန်းတတ်ပါတယ်ဒါကြောင့်တာဝန်ကို ကိုတယောက်တည်းပခုံးပေါ်မတင်ပါနဲ့မိသားစုဝင်နေတဲ့တိုင်ပင်ပြီးစီမံခန့်ခွဲပါအဲ့ဒါမှသာကျွန်တော်တို့ပြင်ပနှံ့နှံ့မှုတွေဟာရော့ကျလာမှာပါအိမ်တော်တဲ့ဘဝရဲ့စင်ခေါ်မှုများအသက်30ဝန်းကျင်မှာတချို့လူတွေကအိမ်တော်ရသားကြနေပြီပဲဖြစ်ပါတယ်အိမ်တော်တဲ့တွေအတွက်ကတော့တောင်းနဲ့စင်ခေါ်မှုတွေကနှစ်ဆတိုးလာပါတယ်ချစ်ချင်းမေတ္တာဆိုတဲ့ပန်းရောင်ကဘာကနေ ယုတ်တရက်ဆိုသလိုအိမ်တောင်ထင်းသိမှုတောင်းကလေးတွေចောင်းစီရိတ်လဆင်အင်းသုံးစီရိတ်စတဲ့လက်တွေပေါ်ရတဲ့ကိုရောက်ရှိသွားတာမျိုးပဲဖြစ်ပါတယ်။တခါတလေကြရင်အိမ်တောင်တွေကြောင်းမှာစကားမြရာတွေစိတ်အခက်မသိမဲသဘောထား꿰ရတာတွေဖြစ်ပေါ်လာတတ်ပါတယ်။ကိုကလည်းအလုတ်တော်ဝင်နေဖီစည်းနေတော့အိမ်တော်ဘက်ရဲ့ခန်းစားချက်ကို နားလည်ပေးဖို့ခက်ခဲလာတာမျိုးတွေရှိလာနိုင်ပါတယ်။ဘသူကမှမပြောပြရတဲ့မိသားစုပြဿနာတွေကိုရင်ဝယ်ပိုက်ထားရတာဟာလေအိမ်တော်တဲ့တယောက်ရဲ့ဝန်ထုဝန်ပိုးတစ်ခုပါပဲ။ဒီလိုအခက်အခဲတွေကြုံလာရတဲ့အခါမိစေတို့နှစ်ယောက်လက်ထပ်ခဲ့တာဟာတယောက်ကိုတယောက်ဒုက္ခပေးဖို့မဟုတ်ပါဘူး။အတူတကွရှင်သန်ဖို့ပါဆိုတာကိုတတိယလိုက်ပါအိမ်တော်ဘက်နဲ့ ကေတလာတွေကို စပဲဝိုင်းမှာဖွင့်ဟဆွေးနွေးပါဒီနေ့ကို15မိနစ်ပဲဖြစ်ဖြစ်ဖုန်းကိုဘေးချိန်ပြီးတယောက်နဲ့တယောက်ရင်းထဲကခါးကားချက်တွေကိုပြောပြပါပွင့်လင်းတဲ့ဆွတ်တွေမှုဟာအိမ်တော်တွေတစ်ခုရဲ့အသက်သွေးကြောပါပဲတကယ်ချင်းကောင်းတွေရဲ့အရေးအတွက်နဲ့မစ်ဆစ်စီစပါလာခြင်းငယ်စီတုန်းကလိုအဖွဲနဲ့သွားအဖွဲနဲ့လာဆိုတဲ့ဘွားကနေ အခုဆိုရင်ကိုယ်လုံးကိုမိသားစုဆိုတာနဲ့ပဲအချင်းကုန်နေပါပြီတငယ်ချင်းတွေလည်းဝေးကွာကုန်ကြပြီးတော့ကိုဘွားနဲ့ကို ရုန်းကန်နေကြရပါတယ်တခါတလေကြရင်လူတွေအများကြီးနဲ့စကားပြောနေရပြီမဲတကယ်ကိုရေဖွင့်စရာမိတ်ဆွေစစ်ကရှားပါးနေတာမျိုး ဖြစ်နေတတ်ပါတယ်အဲ့ဒီလိုထိကျဆမှုကနေစိတ်ပစ္စည်းမှုတွေစိုးရင်စိတ်တွေရလာပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပါရောက်ပါလာစေပါれ။အကြံပြုချင်တာကတော့မိစေအပေါင်းသေးရေအတွက်ကိုလျှော့ချလိုက်ပြီးကိုဘွားကိုအမှန်တကယ်နားလည်ပြီးမဲ့ကိုကိုစရင်နဲ့ချစ်ခင်တဲ့မိစေစီတယောက်ကိုရှာဖွေပါ။အဲ့ဒီတယောက်ကိုတခြားသူတွေနဲ့မပြောဖြစ်တဲ့ကိုယ့်ရဲ့အားနဲ့ချက်ကိုယ့်ရဲ့ခံစားချက်တွေကို ဖွင့်ဟပြောဆိုပါ။အဲ့ဒါမှသာ ။တင်ဟာစိတ်ဝိစင်းမှုတွေကိုကိုတယောက်တည်းထမ်းထားရတာမျိုးမဖြစ်တော့မှာပါ။အထက်မှာပြောပြခဲ့တဲ့ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာရှိနေတဲ့အခက်အခဲတွေဟာကျွန်တော်တို့ကိုအားပြော်သွားလို့ဖို့မဟုတ်ဘဲပိုပြီးခိုင်မာတဲ့လူသားတစ်ယောက်ဖြစ်လာဖို့အတွက်တွန်သင်ပေးနေတာပါ။အသက်30ကျော်အရွယ်ဆိုတာဘဝရဲ့အားကောင်းဆုံးအချိန်မှာတင်မှာအထွေကြုံလည်းရှိပြီးခွန်အားတွေလည်းရှိနေပါတယ်။ ဒါကြောင့်မို့မိဘတွေအတွက်အကောင်းဆုံးသားသမီးဖြစ်ပေးပါအိမ်တော်ဘက်အတွက်အကောင်းဆုံးအဖော်မွန်ဖြစ်ပေးပါကိုကိုကိုအတွက်ကိုဘွားရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ပေးပါဒီစင်ကုန်မှုတွေကို အကောင်းဆုံးရင်ဆိုင်ပြီး ဖြတ်ကျော်လိုက်ပါယုံကြည်ပါကြိုးစားပါတေဟာတံပိုးရှိလို့လို့သာဘောကတင့်ကိုဒီခွင်ရွေးတွေပေးနေတာပဲ ဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။